လူဤဝိညာဉ်ဖြစ်ပဲနံဝိညာဉ်ဖျားထံမှအသက်ဖုံးတကိုးစွမ်းရည်များကိုခံယူရရှိနိုင်သည်အာမင်ဒီနေ့ကျွန်တော်တို့စားသုံးနေတဲ့နှုတ်ကပတ်တော်ခေါင်းစဉ်ကဒီစာအုပ်ရဲ့ခေါင်းစဉ်เนาะ၃ပါးတပါးဖျားနဲ့လူရဲ့ဝိညာဉ်စိတ် ကိုအင်္ဂါအပိုင်းများဆိုတဲ့ခေါင်းစဉ်ထဲမှာဖြစ်ပါတယ်အထူးတစ်ဖြစ်ကတော့လူဆိုတာဘာတူလဲเนาะကျွန်တော်တို့လေငငယ်တုန်းကဘလို့ပဲကြီးခဲ့တယ်လဲဆိုရင်ကျွန်တော်တို့ကလေကြားခဲ့တာလေဒီလိုပဲကြားခဲ့တယ်ခန္ဓာစိတ်ဝိညာဉ်ခန္ဓာစိတ်ဝိညာဉ်ဆိုတာကိုပဲကြားခဲ့တဲ့အခါကျတော့ ျွန်တော်ဆရာကဝိညာဉ်စိတ်ခန္ဓာပြောတော့ဒီနားထဲမှာကိုလိုကန့်လန့်ကြီးပဲဟာကြားရတာလည်းအဆင်မပြေဒီကတာသမီးတွေကတော့ဘယ်လိုဖြစ်မလဲတော့မသိဘူးနော်တခါလေကြိုက်ကျွန်တော်တို့နားမှာလေအချိန်လုံးကကြားခဲ့တာခန္ဓာစိတ်ဝိညာဉ်ဩခန္ဓာစိတ်ဝိညာဉ်လူဆိုတာဒါပေမဲ့ကျွန်တော်ဆရာပြန်ပြောပြန်တော့လူဟာဝိညာဉ်စိတ်ခန္ဓာ ပြောင်းပြန်ပြောတဲ့ခါကျနားထဲမှာတခါတလေကြိုက်နေစားရတာအဆင်မပြေဒါပေမဲ့အဲ့ဒါအမှန်ဖြစ်တယ်အာမင်အဲ့ဒါအမှန်ပဲဘာကြောင့်လဲဆိုရင်လူဟာဝိညာဉ်ဖြစ်တယ်အဲ့ဒါအသက်အတိုင်းအရင်ကျွန်တော်တို့ရရမှာနော်ဒါကြောင့်အခုကျွန်တော်တို့ကနှုတ်ကပတ်တော်ကိုစားသုံးခြင်းလို့ပြောတဲ့အခါမှာတခါတလေကြိုက်နေလေကျွန်တော်တို့ရဲ့အတ္တအထက်မှာ အဲ့ဒါအမှန်ဖြစ်တယ်နော်အမှန်ပဲဒါကြောင့်တခင်ယေရှုကိုယ်တော်တိုင်ပြောတာပေါ့ငါရဲ့အသားငါရဲ့အသွေးကိုမတောက်မစားတဲ့သူဟာငါအသက်မတည်ဘူးတခင်ယေရှုကတောင်ပိုပြင်းထန်တယ်နော်ဒါကြောင့်ဒီနေ့လူဟာဝိညာဉ်ဖြစ်တယ်ဆိုတာနံပါတ်1ကျွန်တော်တို့သဘောပေါက်ဖို့လိုတယ်ဒါကြောင့်အမြဲတမ်းကျွန်တော်အနေနဲ့ဝိညာဉ်စိတ်ခန္ဓာ၃ပိုင်းစလုံးကိုပြောတဲ့အခါမှာ အကျွန်ုပ်ဒီဝိညာဉ်လူစစ်ဖြစ်တယ်ဆိုတာနံပါတ်1တဘောပေါက်ဖို့ရန်အရန်အရေးကြီးတယ်ကျွန်တော်ဟာဝိညာဉ်လူစစ်ဖြစ်တယ်ဆိုတာကိုတဘောမပေါက်ရင်လေကျွန်တော်တို့ရဲ့အတ္တတမအတ္တရှင်ခြင်းကလည်းပဲပြောင်းပြန်ဖြစ်သွားတယ်တစ်ချိန်လုံးကကျွန်တော်တို့ကခန္ဓာစိတ်ဝိညာဉ်ဖြစ်တော့ကြောင့်ခန္ဓာကိုပဲဦးစားပေးတာခန္ဓာနဲ့ပတ်သက်လိုက်နံပါတ်1ပဲခန္ဓာနဲ့ပတ်သက်လိုက်အာပြောမနေနဲ့ ကျွန်တော်တို့ခြေထောက်တွေလည်းလျင်သလားမမေးနဲ့ဒီခန္ဓာသွေးသားနဲ့ပတ်သက်လာရင်เนาะဒါပေမဲ့တကယ်တမ်းကျတော့ဖျားရခင်ကျွန်တော်တို့ကိုဖန်ဆင်းတဲ့အခါမှာပထမဦးဆုံးဝိညာဉ်ဖြစ်တယ်။ဒါကြောင့်အဲ့ဒါကဘာဦး1 26ထဲမှာပြောတာဖြစ်တယ်။ငါတို့ပုံတရံနဲ့တညီတရံတီလူကိုဖန်ဆင်းကြဆိုအဲ့မှာဖန်ဆင်းလိုက်တာကဝိညာဉ်ဖြစ်တယ်။ အဲ့အဲ့ဒီဝိညာဉ်ကိုမှဖယားကသူ့အထဲမှာရှိတဲ့ဖန်ဆင်းခြင်းခံရတဲ့လူအဲ့ဒီဝိညာဉ်ကိုမှကဘာဦးနေ့ရောက်တဲ့အခါကျတော့မြေမုံနဲ့လှုပ်ပြီးမှနှာခေါင်းကနေမှအဲ့ဒီဖန်ဆင်းထားတဲ့နော်လူရဲ့ဝိညာဉ်ကိုမှုတ်တွင်းလိုက်တဲ့အခါကျတော့လူဟာအသက်ရှင်သောတ ত্ত্ব ဖြစ်လာတယ်အာမင်ဒါကြောင့်လူဟာဝိညာဉ်ဖြစ်တယ်ဆိုတာနံပါတ်1ကျွန်တော်တို့ အရန်အရေးကြီးတာဖြစ်တယ်။ဝိညာဉ်ဖြစ်ရုံမကအဲ့ဒီဝိညာဉ်နဲ့ကျွန်တော်တို့ကိုလေဖယားကနောက်တစ်ဆင့်ဘာကိုဖယားတခင်ကနားလဲစီခြင်းလဲဆိုတဲ့အခါမှာအဲ့ဒီဝိညာဉ်ထဲမှာဖယားတခင်ကဘာထည့်ပေးတယ်လဲဆိုတဲ့အခါကျတော့ဝိညာဉ်ထဲမှာဖယားတခင်ကစိတ်ထည့်ပေးတာဖြစ်တယ်အာမင် ဒါကြောင့်မို့လူလို့ပြောတဲ့အခါမှာလူแท้မှဘာလို့ရှိလဲဆိုရင်စိတ်ရှိတယ်အဲ့ဒီလူကလည်းပဲဘယ်แท้မှနေတယ်လဲဆိုအခုဖျားဖန်ဆင်းထားတဲ့လှပတဲ့ဒီကဘာမြေကြီးပေါ်မှာအသက်ရှင်နိုင်ဖို့ရန်အတွက်ကျွန်တော်တို့ရဲ့ခန္ဓာကိုယ်ကရှိရဒီခန္ဓာမရှိဘဲနဲ့ကျွန်တော်တို့ဒီကဘာကြီးแท้မှအသက်ရှင်နေထိုင်လို့ကိုမရဘူး ဒါကြောင့်မို့ဒီကိုခန္ဓာကြွေသွားတဲ့အခါကျတော့ကျွန်တော်တို့မလုပ်ရလေဒီကဘာကျန်နေထွက်ခွာသွားရ။ဒါကြောင့်နှုတ်ကပတ်တော်ထဲမှာသိကောင်းတယ်။လူဟာတခါဒီတည်၍ထို့နောက်မှတရားစင်ခြင်းခံရ။ခန္ဓာနဲ့ဝိညာဉ်နဲ့ကွဲကွာတဲ့အခါမှာကျွန်တော်တို့ဒီလောကကနေကျွန်တော်တည်ဝင်ထွက်ခွာသွားရ။ဒါကြောင့်အခုကျွန်တော်တို့ဟာလူဟာနံပါတ်1ဝိညာဉ်ဖြစ်တယ်။ လူစစ်ဝိညာဉ်ထဲမှာဖျားထက်ပြီးတဲ့စိတ်အဲ့ဒီလူစစ်ဝိညာဉ်ကညီမုံထဲမှာနေတယ်ဆိုတော့အဲ့ဒါတဘောပေါက်ရင်ဖျားဖန်ဆင်းတဲ့အစီစဉ်တကြကိုတဘောပေါက်ရင်ကျွန်တော်တို့အသက်ရှင်တတ်မှာဖြစ်ပါတယ်အာမင်တကြောင်အခုကျွန်တော်တို့စားသုံးနေတဲ့ဒီနှုတ်ကပတ်တော်ကလေအထီးကဒီစာအုပ်ကကျွန်တော်တို့ကိုတော့ခုနပြောပြီးပြီသုံးပါးတပါးဖျားက သုံးပိုင်းရှိတဲ့လူကို ဘလို့အလုတ်လုတ်တယ်ဆိုတာကဝိညာဉ်ကနေစလုတ်တာဖြစ်တယ်ဒုတိယစိတ်တတိယခန္ဓာဖြစ်ပါတယ်ဒါကြောင့်ကျွန်တော်တို့တရားချင်းစီတိုင်းရဲ့အသက်ရှင်ခြင်းအแทမဒီနေ့အရေးကြီးဆုံးဖြစ်တဲ့ကျွန်တော်ကိုယ်တိုင်ကဝိညာဉ်ထဲကနေနံဝိညာဉ်ဖျားစီကနေဘာလက်ခံရရှိတယ်လဲဆိုရင်အသက်ဒီနေ့အဲ့ဒါအရင်ရေးကြည့်ပါတယ်အသက်လို့ပြောတဲ့အခါမှာဒီအသက်ဟာ ဖန်ဆင်းရှင်ဖရာရဲ့အတက်သုံးပါးတပါးဖရာရဲ့အတက်ထပ်ပြောမနော်ဒီအတက်ကအစင်စင်ဖြတ်ကျော်ပြီးပြီးမြောက်ပြည့်စုံတော့သုံးပါးတပါးဖရာရဲ့အတက်ဖြစ်တယ်အတိတ်ပဲပါလေဖရာရဲ့သားတော့လူစာတိခံခြင်းရှိတယ်လူလိုအသက်ရှင်ခြင်းရှိတယ်လောကကရမှာအသေးခံခြင်းရှိတယ် တကြိုပြီးမှ၃ရက်မြောက်တော့နေ့မှရှင်ပြန်ထမြောက်ခြင်းရှိတယ်။ပြင်ပါဖြစ်လေ။တက်ကြွခြင်းရှိတဲ့သခင်ဖြစ်တယ်။အဲ့ဒီသခင်ကအသက်ပေတော်ဝိညာဉ်အဖြစ်နဲ့အခုသူ့ကိုယုံကြည်တဲ့သာသမီတယောက်ခြင်းစီတိုင်းရဲ့ဝိညာဉ်ထဲကနေအဲ့ဒီသုံးပါးတပါးဖြစ်ရတိတ်ခြင်းကနေရှင်ပြန်ထမြောက်တဲ့ဖရားကိုကျွန်တော်တို့ဘာလုပ်နိုင်လဲဆိုတဲ့အခါမှာအသက်အဖြစ်ရယူနိုင်တယ်။ဒါကြောင့်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာ သုံးမဖျားဟာသုံးမတပါဖျားကကျွန်တော်ရဲ့အသက်ရှင်ခြင်းဖြစ်တယ်ဆိုတာကျွန်တော်တီးဖို့အရန်ရေးကြည့်တယ်အာမင်တကြောင်ဖျားပေးတဲ့အသက်ထဲမှာအသက်နှမျိုးကျွန်တော်စာသုံးခဲ့ရတယ်နော်မဆုံးရှုံးနိုင်တဲ့အသက်နော်အဲ့ဒါနှံသက်ထောင်ရဖြစ်တယ်နောက်တစ်ခုကျွန်တော်ရဲ့အသက်သားမှာဖျားပေးနေတဲ့ဖျားရဲ့အသက်နောက်တစ်ခုရှိသေးတယ် အဲ့ဒီအသက်ကဆုံးရှုံးနိုင်အသက်ရှင်စင်တော့ဖျားပေးတဲ့သူ့ရဲ့အသက်နဲ့တဘောတဘာဝကိုအသက်ရှင်စင်မှာဒီနေ့ကျွန်တော်လက်ခံရင်ကျွန်တော်ရဲ့အသက်တာထမှာရသွားတယ်ဖျားပေးနေတာကိုကျွန်တော်တဘောမတူဘူးကျွန်တော်ဆန္ဒမရှိဘူးဆိုရင်အသက်အရမဖျားမပေးတော့ဒီနေ့ခဏလေးကြာအဲ့ဒါကိုလည်းကျွန်တော်ပြောဖို့ရှိတယ်ဒါကြောင့်ဝိညာဉ်ထဲကနေဖျားရဲ့အသက်ကိုခံယူလို့ရတယ် ဖရာရဲ့ဘုံကိုခံယူလို့ရတယ်ဖရာရဲ့တကိုးဖရာရဲ့စွမ်းရည်ဒီထဲမှာပြောတဲ့ဥစ္စာတစ်ခုချင်းစီတိုင်းကလေဖရာရဲ့တဘောတဘာဝကိုဖွင့်ပြပေးနေတာဖရာရဲ့ဖြစ်ခြင်းကိုဖွင့်ပြပေးနေတာဖြစ်ဒါကြောင့်ဖရာရဲ့ဖြစ်ခြင်းအလုံးကိုကျွန်တော်တို့ရဲ့နာဝိညာဉ်အဖြစ်ပဲကျွန်တော်တို့သခင်ဖျားကိုလက်ခံရယူနိုင်ခြင်းဖြစ်တယ် နဝိညာဉ်အားဖြင့်ပဲသခင်ဖျားကိုမွေ့လျော်ဝမ်းမြောက်နိုင်တာဖြစ်ပါတယ်အာမင်လူဟာတဲ့ဖျားသခင်နဲ့နေစဉ်အရာတစ်ခုစီတိုင်းတဲ့အပြန်အလှန်တဘောတူလျက်တွဲဖက်လှုပ်ဆောင်ခြင်းဖြင့်ဖျားသခင်ရဲ့အလိုတော်နဲ့ရည်ဝဲချက်မိမိ၌ဖြစ်မြောက်ခံစားရခြင်းဖြစ်တယ်ဒီထဲမှာအရေးကြီးတဲ့စကားလုံး နေစဉ်အရာတစ်ခုစီတိုင်းကျွန်တော်တို့ကိုဖခင်ကအခုဂျေဇူးတော်ကာလမှာဘလို့အလုတ်လုတ်တယ်လဲဆိုရင်လူနဲ့အပြန်အလှန်တဘောတူခြင်းလူတဘောတူလက်ခံတဲ့အခါကြာမှပဲဖခင်လှုပ်ပေးတာတဖက်တက်မလို့ဖပြောပါမယ် ဂျေဇုတော်ကာလမှာဖခင်ကကျွန်တော်မလိုချင်ဘဲနဲ့အတင်းအဓမ္မဖခင်မလို့ကျွန်တော်တကယ်ဆန္ဒရှိတယ်တကယ်ပြောင်းလဲခြင်းတယ်ဖခင်နဲ့တကယ်ပြေဝခြင်းတယ်အဲ့ဒါဆိုရင်ကျွန်တော်ရဲ့အတ္တတာအထဲထဲမှာဖခင်ကိုတော်တိုင်ကကျွန်တော်အထဲမှာလှုပ်ပေးမှာဖြစ်တယ်ဒါကြောင့်လူဒီတဲ့ဖခင်နဲ့နေစဉ်အရာတစ်ခုချင်းစီတိုင်းမှာ အပြန်အလှန်တဘောတူဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာအဲ့ဒါပဲဘာကြောင့်အပြန်အလှန်တဘောတူရတာလဲဖခင်ကသူ့ရဲ့အသက်နဲ့တဘောတဘာဝကိုဒီနေ့သူ့သားသမီးတယောက်ဂျင်းစီတိုင်းရဲ့အသက်တာမှာပြေးချင်တော်ညာလေကျွန်တော်တို့တယောက်ဂျင်းစီတိုင်းကစန္ဒာရှိမနော်စန္ဒာမရှိဘူးဆိုရင်ပြန်ပေးပါ ဒါကြောင့်ကျွန်တော်တို့ရဲ့အသက်တော်မှာအခုဘာလုပ်ဖို့အတွက်လဲဆိုရင်တခင်ဖျားကိုတဘောတူပြီးမှကျွန်တော်တို့ကလက်ခံဖို့အတွက်ဖြစ်တယ်။အဲကြောင့်ဝိညာဉ်ထဲမှာခုနပြောပြီးပြီဖျားရဲ့အသက်နဲ့တဘောတဘာဝကလက်ခံရရုံမကောက်အခုကျွန်တော်ရဲ့အသက်တာထဲမှာဖြစ်တည်လာဖို့ရန်အတွက်ကျွန်တော်ရဲ့စိတ်ကဘာလုပ်ရလဲတဘောတူရတယ်ကျွန်တော်ရဲ့စိတ်ကဘာလုပ်ရလဲဝန်ခံရတယ်တခင်ကျွန်တော်ပြောင်းလဲလို့ပါဤတခင်ဖျား ီနေ့ကိုယ်ရဲ့တဒံထဲမှာကျွန်တော်ရှင်းတန်လိုပါ၏အဲ့ဒီအတ္တတာထဲမှာသွားဖို့ရန်အတွက်ကျွန်တော်ရဲ့စိတ်တဘောကဘာလို့ရလဲဆိုသခင်ကိုတဘောတူရတယ်သခင်ကိုဝန်ခံရတယ်သခင်ကိုရွေးချယ်ရတယ်အာမင်ဒါကြောင့်မို့တွဲဖြစ်လှုပ်ဆောင်ခြင်းဖြစ်ဖရာတခင်ရဲ့အလိုတော်နဲ့ရည်ရွယ်ချက်ကတဲ့မိမိ၌ဖြစ်မြောက်ခံစားရခြင်းဖြစ် ်အာမင်သခင်ယေရှုကိုရောကိုကျွန်ုပ်အလိုရှိပါတယ်သခင်ဖျားကိုရောရဲ့ရည်ရွယ်ချက်ထဲမှာကျွန်ုပ်တို့အသက်ရှင်လိုပါ၏အာမင်ဒါကြောင့်မို့ဒီနေ့ယေရှုတော်ကာလအထဲမှာသခင်ကိုနေ့တိုင်းကျွန်တော်တို့တဘောတူဝန်ခံဖို့အတွက်ဖြစ်ပါတယ်အာမင်နောက်တစ်ခုကိုဆက်သွားခြင်းပါဖယားတခင်ရဲ့တဘောတဘာဝနဲ့အသက်၌ရှင်နေသည့်အတိုင်း ကျွန်ုပ်တို့ကိုဖျားတခင်ဖြစ်စေပေးနေတယ်အာမင်တောက်လျှောက်ကျွန်တော်တို့နော်ဖျားရဲ့တဘောတဘာဝဖျားရဲ့အသက်ကိုကျွန်တော်တို့ခုနလေးများကြည့်နော်ဖျားရဲ့ကြွေးမွေးခြင်းထဲမှာမွေ့တော်ရအခုလည်းဆက်ပြောတယ်ဖျားရဲ့တဘောတဘာဝနဲ့အသက်၌ဖြစ်နေတိအတိုင်းဒီစကလုံး ဖျားဖြစ်နေသည့်အတိုင်းကျွန်ုပ်တို့ကိုဖျားသခင် ဖြစ်စေပေးနေသည်ဖျားရဲ့နာမကိုကြည်တဲ့အခါမှာနှမျိုးတွေ့ရမှာဖြစ်တယ်ပထမတစ်ခုကဘာလဲဆိုတဲ့အခါမှာနှံစားနောက်တစ်ခုကဘာလဲဆိုရင်ကရိယာဆိုတော့အဲ့ဒါနဲ့ပတ်သက်ပြီးမှစာမျက်နှာ59မှာရှိတဲ့ဖျားရဲ့ တဘောတဘာဝအကြောင်းကိုကျွန်တော်တို့တစ်ချက်လေးပြန်လည်ပြီးမှတွားပြီးမှဆင်ခြင်အောင်မေဖို့ရန်အတွက်เนาะကျွန်တော်တို့ခဏလေးတွားရဒီထဲမှာဘာတွေးရလဲဆိုတဲ့အခါမှာဖယားဘယ်လိုမျိုးဖယားလဲเนาะဖယားရဲ့ဖြစ်ခြင်းကဘာလဲဖယားရဲ့တဘောတဘာဝကဘာလဲဒီထဲမှာ Christ is everything to me ခရစ်တော်ဟာ ကျွန်ုပ်ရဲ့အရာခတ်တဲ့ဖြစ်တယ်အာမင်အရာခတ်တဲ့တော့စတော်မီတာစုလူတယောက်နဲ့တယောက်ရဲ့လိုအပ်ချက်မတူဘူးလူတယောက်ကတစုံတစ်ခုလိုအပ်မယ်နောက်တယောက်တော့သူကနောက်တစ်ခုလိုအပ်မယ်လိုအပ်ချက်တွေမတူဘူးဆိုကြပါစို့ပညာသင်တဲ့အရွယ်ကြတော့သူတို့တွေရဲ့လိုအပ်ချက်ပါလေပညာ ခရစ်တော်ကကျွန်တော်တို့ရဲ့ပါလေဉာဏ်ပညာဖြစ်တယ်စီးပွားရေးလုပ်တဲ့သူတွေအတွက်ကပါလေစီးပွားရေးမှာကောင်းမှုစွာနဲ့လောက်ကင်ဆောင်ရွက်နိုင်ဖို့ယံသူတို့ရဲ့စီးပွားရေးထဲမှာသခင်ဖရာရဲ့ခြေစူးပြုခြင်းမဆာခြင်းလိုအပ်တယ်ကျွန်မရေးလိုအပ်တဲ့သူတွေရဲ့အတ္တအထဲထဲမှာလည်းပဲသခင်ဖရာကကျွန်မရေးလိုအပ်နေတဲ့သူတွေရဲ့ ချမ်းမခြင်းအရှင်ဖြစ်တယ်ဒီနေ့ကျွန်တော်တရားဂျင်းစီတိုင်းရဲ့လိုအပ်မှုမတူဒါကြောင့် Christ is everything ခရစ်တော်ဒီအရာခတိန်ဖြစ်တယ်အာမင်ဒါကြောင့်ဒီနေ့ဘုရားရဲ့တဘောတဘာဝကိုကျွန်တော်တို့ကြည့်တဲ့အခါမှာသူဖြစ်နေတဲ့အတိုင်းကျွန်တော်တို့ကိုဖြစ်စေပေးနေတယ်လို့ပြောတဲ့အခါမှာအ ਨੇ ဆုံးကတော့ခရစ်တော်ကဘလို့လဲဆိုတော့ကျွန်တော်သိဖို့အရန်ရည်ကြီးတယ်ဒီမှာ အနေငယ်ပေးထားတဲ့ဥစ္စာကိုကျွန်တော်တို့စားသုံးရကျွန်တော်တို့လူသားအလုံးအသက်ကြီးကြီးအသက်ငယ်ငယ်ပဲဖြစ်စေလူတိုင်းလိုအပ်နေရပါလေချစ်ချင်းဖြစ်တယ်လူသားအဖိုးကြီးမဟုတ်လို့ချစ်ချင်းမကြိုက်တော့မဟုတ်တော့အမလေးအဖိုးကြီးလည်းအရင်ကြိုက်တာလိုအပ်တော့ကလေးမဟုတ်လို့ချစ်ချင်းမကြိုက်ကလေးလည်းလိုအပ်တယ်လူတိုင်း ီနေ့အဲ့ဒီချစ်ချင်းကလေဖယားတခင်ဒီချစ်ချင်းမြတ်တာဖြစ်တော်မူ၏အာမင်လူရဲ့ချစ်ချင်းပြီးရင်ပူလောင်တယ်ထပ်ပြောမယ်လူရဲ့ချစ်ချင်းက definition အများကြီးပြောကြတယ်တချို့ခံစားပူတဲ့သူကဟာအချစ်ဆိုတာအေးမြနေတာဟာနောက်တယောက်တွေ့တော့ဟောဘူးတဲ့အချစ်ဆိုတာပူလောင်နေတာဟာလူရဲ့ချစ်ချင်းကမျိုးစုံဖြစ်နေဒီနေ့ ချစ်တော်မိသားစုဖယားတခင်သည်ချစ်ချင်းမြတ်တာဖြစ်တော်မူ၏ဒီနေ့ဖယားရဲ့ချစ်ချင်းမြတ်တာကလူတွေရဲ့အတ္တအထဲထဲမှာသူ့ရဲ့အချစ်ကအာဂဘီလော့ကိုပြောခြင်းဖြစ်တယ်အာမင်ဒီနေ့လူရဲ့အချစ်ကအကန့်အသတ်ရှိတယ်ခုနပြောပြီးပြီတယောက်နဲ့တယောက်တွေ့ကြုံခံစားရလဲမသူဖယားရဲ့အာဂဘီလော့က တင်ချစ်ချစ်မချစ်ချစ်တင်ကိုချစ်တယ်အာမင်ထပ်ပြောလိုက်မယ်နော်ဘလို့မျိုးကျွန်တော်တို့ပုံဖြစ်ပါစေဘလို့အခြေအနေပဲဖြစ်ပါစေဖခါကျွန်တော်ကိုချစ်တယ်တင်ကိုချစ်တယ်ဒါပေမဲ့တင်ရှိနေတဲ့အတိုင်းကျွန်တော်ရှိနေတဲ့အတိုင်းကိုကတော့ဖခါမထားရက်နိုင်ဒါကြောင့် ျွန်တော်ဖြစ်နေတဲ့ပုံစံကိုဖះမကြည့်ခြင်းဘူးတချို့ဖះကသူ့ရဲ့ချစ်ချင်းနဲ့ကျွန်တော်ရဲ့အတ္တတာအထဲထဲမှာ तू ဖြစ်နေတဲ့အတိုင်းဖះဒီချစ်ချင်းမြတ်တာဖြစ်တော်မူ तू ဖြစ်နေတဲ့အဲ့ဒါပါလေခုနပြောတဲ့နန်စားဖြစ်တယ်ဖះဟာချစ်ချင်းမြတ်တာဖြစ်တယ်ကြိယာဆိုတာပါလေချစ်ချင်းမြတ်တာလို့ရှင်ဖះကကျွန်တော်ကိုချစ်သက်စေတယ်ဟာလေလုယအဲ့ဒီချစ်သက်စေတာကတော့ ဖခင်ရဲ့အချစ်နဲ့ချစ်သက်စေတယ်။အာမင်။ဖြားရှင်နာမပုံကြည်ပါစေ။ဒီနေ့ခရစ်တော်ကကျွန်တော်ရဲ့ဘာလဲ။ဉာဏ်ပညာလည်းဖြစ်တယ်။အဲ့ဒါနှုတ်ကပတ်တော်ကအကုန်ရှိပြီလား။ဒါတစ်ကောတစ်30ထဲမှာခရစ်တော်ကျွန်တော်ရဲ့ဘာလဲ။ဘုံအတည်ဖြစ်တယ်။ခရစ်တော်ကျွန်တော်ရဲ့ဘာလဲ။ငြိမ်သက်ခြင်းဖြစ်တယ်။ဒီနေ့သခင်ရဲ့ဖြစ်ခြင်းထဲမှာဖခင်ကကျွန်တော်တို့ကိုဘာလုပ်ပေးနေလဲဆိုရင် ကျွန်တော်တို့ကိုမဆပ်ပေးနေတဲ့သခင်ဖျားဖြစ်တယ်ခရစ်တော်ဒီကျွန်ုပ်ကိုဘာလို့ပေးနေလဲကျွန်ုပ်ရဲ့တန်ရှင်းတဲ့သခင်ဖြစ်တယ်ဟဲ့ तू တန်ရှင်းရုံပဲမကဘူးကျွန်တော်တို့တယောက်ချင်းစီတိုင်းကိုလည်းပဲနေ့စဉ်နေ့တိုင်းတန်တန်ဆင်ပေးနေတယ်ကျွန်ုပ်ရဲ့အကြည့်ထဲမှာတန်ဆင်ပေးနေတယ်ကျွန်တော်ရဲ့ပြောဆိုတဲ့နှုတ်ရှာပါဇက်ထဲမှာတန်ဆင်ပေးနေတယ် ကျွန်တော်ရဲ့ကြားနေတဲ့နားထောင်နေတဲ့နားမှာတန့်စင်ပြီးနေတယ်အရေးကြီးတယ်နော်ကျွန်တော်မကြားတင်တာတွေကြားကြည့်ဒီနားနေပောက်ကွဲတယ်သွားမလုံးနဲ့ဒါကြောင့်ဒီနေ့ခရစ်တော်ကျွန်တော်တို့ရဲ့ဘာလဲဖြောက်မှတ်ခြင်းလဲဖြစ်ပြန်ကျွန်တော်တို့ကိုဖြောက်မှတ်စေနေတယ်အာမင်ဒီခရစ်တော်ကကျွန်တော်တို့ရဲ့ကျမ်းမာခြင်းလဲဖြစ်တယ်ဒါကြောင့်ခုနပြောပြီး Christ is everything ခရစ်တော်ဟာအရာခတ်သိမ်းဖြစ်တယ် ဒါကြောင့်ဖယားရဲ့အလိုတော်ဒီကျွန်ုပ်ကိုသူဖြစ်နေသည့်အတိုင်းဖြစ်စေပေးနေသည်ဒါကြောင့်ခုနကျွန်တော်တို့ဖတ်သွားတဲ့စာမျက်နှာ66ထဲမှာခုနကျွန်တော်တို့စာသုံးရတဲ့အတိုင်းပဲဖယားရဲ့တဘောတဘာဝနဲ့အသက်၌ဖြစ်နေသည့်အတိုင်းကျွန်ုပ်တို့ကိုဖယားတခင်ဖြစ်စေပေးနေတာဖြစ်တယ်အာမင်ဒါကြောင့်ကျွန်တော်တို့ဘာလို့ဖို့အတွက်ပဲလွတ် ကျွန်တော်တို့ရဲ့အသိဉာဏ်ကိုသခင်ဖျားဝိညာဉ်ဘက်ကိုလဲပြီးမှဒါကြောင့်မို့ကျွန်တော်တို့ရဲ့အတ္တဓမ္မနော်ဝိညာဉ်ဘက်ကိုလဲတယ်ဆိုကိုယ့်ရဲ့အတွင်းဝိညာဉ်ထဲမှာရှိတဲ့သခင်ယေရှုကိုသခင်ယေရှုကိုရောကိုကျွန်ုပ်လိုအပ်ပါတယ်သခင်ယေရှုကိုရောထံသို့တားလာပါတယ်ဒီနေ့သခင်ကိုကျွန်တော်တို့ခေါ်တဲ့အခါမှာသခင်တည်တယ်နော်ငါသားမင်းပါလိုအပ်နေတယ် ငါတမီမင်းပါလို့အပ်နေအဖတ်တည်တယ်ကျွန်တော်ရဲ့ချစ်သူတည်တယ်ကျောက်တခင်ရဲ့ရှေ့တော်မှာတခင်ကျွန်ုပ်လူတယ်ဒါဆိုရင်ကျွန်တော်တို့ရဲ့တတမတခင်ရဲ့ကြည်စုပြုခြင်းကိုကျွန်တော်တို့ခံစားရပါဖြစ်တယ်အာမင်ကျွန်တော်တို့ဆက်သွားလိုက်မယ်ကျွန်တို့ရဲ့ဝိညာဉ်ထဲမှာဝိညာဉ်တော်အားဥစ္စာသွန်သင် ပဲ့ပြင်ခွင့်ပေးခြင်းအပြန်အလှန်တဘောတူပူပေါင်းတွဲဖက်လှုပ်ဆောင်ခြင်းပေါင်းဖက်ခြင်းဖြင့်ဖျားနှင့်လူတဝိညာဉ်တည်ဖြစ်လာတယ်အာမင်ဖះအခုကျွန်တော်တို့ကိုဘလို့ရယူနေတယ်လဲဆိုရင်ဖះနဲ့လူတဝိညာဉ်တီးဖြစ်ဖို့ တလုံးတဝတီဖြစ်ဖို့တပေါင်းတစီတီဖြစ်ဖို့ဖရာရယူတကြောင်နိုင်ငံတော်ခစ်ရောက်လာတဲ့အခါမှာကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာတခင်ဖျားကိုအပြည့်အဝမွေ့လျော်ရမှာဖြစ်တယ်ကောင်းကင်တစ်မြေကြီးတည်ရောက်တဲ့အခါကျတော့ဘာဖြစ်လဲယေရုရှလင်မြို့တည်အဲ့ဒီယေရုရှလင်မြို့တည်ဆိုတာလည်းပဲဖျားနဲ့လူတလုံးတဝတီဖြစ်တဲ့နေရာ မွေလျော်ဝမ်းမြောက်တဲ့နေရာဟာလေလုယာအခုကတည်းကနေကျွန်တော်တို့ကိုထောင်ရကာလမှာခံစားရမယ့်ဥစ္စာအခုကတည်းကနေဖျားလုတ်ပြီးနေတာအာမင် အခုမှဖျားနဲ့ကျွန်တော်တို့တလုံးတဝမဖြစ်ဘူးဆိုရင်ဟိုရောက်တော့လေတလုံးတဝမဖြစ်တော့ဆုံးမချင်းကာလရှိတယ်နော်နိုင်ငံကောင်းကင်မြတ်ရဲ့နိုင်ငံတော်ကာလရောက်ရင်အခုအသက်ရှင်စင် ကျွန်တော်တို့ရဲ့အတ္တအထဲထဲမှာဒါကြောင့်ကျွန်တော်တို့ရဲ့ဝိညာဉ်နဲ့ဖခင်ရဲ့ဝိညာဉ်ဘာလို့ပို့အတွက်လဲတလုံးတဝတီးဖြစ်ဖို့ရန်အတွက်အခုဖခင်ကကျွန်တော်တို့ကိုဘာလို့ပေးနေလဲကျွန်တော်တို့ရဲ့ဝိညာဉ်ထဲကနေဦးဆောင်ပေးတဲ့ပဲ့ပြင်းတယ်နော်တွင်တင်ပေးနေတယ်ကျွန်တော်တို့ကိုဖခင်တစ်ခင်လုတ်ပေးနေတယ်ဒါကြောင့်တကယ်တမ်းကြတော့လေကျွန်တော်တို့ရဲ့ဝိညာဉ်မှာ ကျွန်တော်တို့ဘသူမှကျွန်တော်တို့ကိုတော့ပြောစရာမလိုတစုံတစ်ခုဖျားမကြိုက်တဲ့အရာကျွန်တော်လုပ်နေတယ်ဆိုရင်ဘသူမှကျွန်တော်ကိုလာပြီးမှပြောစရာကျွန်တော်အတိဆုံးဖြစ်တယ်အာမင်ဖျားသာသမီမှန်တဲ့သာသမီတယောက်ချင်းစီတိုင်းဆိုရင်ဖျားမနဲ့တက်တဲ့ဥစ္စာမကြိုက်တဲ့ဥစ္စာ တစုံတစ်ခုကျွန်တော်တို့လုပ်နေတယ်ဆိုရင်အဲ့ဒါအမြန်ဆုံးသခင်ရဲ့ရှေးမောက်မှာကျွန်တော်တို့ဝင်ချတောင်းပတ်ပြီးမှသခင်ဖျားကျွန်တော်ကိုဒီအထဲကနေရယူပါဆိုပြီးမှကျွန်တော်တို့သခင်ဖျားရဲ့ခွင့်လွတ်ပေးခြင်းပူပေါင်းပေးခြင်းကိုကျွန်တော်တို့ကလက်ခံရယူဖို့လိုအပ်တယ်အေးအဲ့ဒီအခါကျရင်ကျွန်တော်ရဲ့အားနည်းချက် ျွန်တော်ရဲ့ချွတ်ယွင်းချက်ထဲမှာသခင်ရဲ့အားတာချက်ပြေဝဆုံရင်ချင်းကနေရာယူပြီးမှတရက်ပြီးတရက်ကျွန်တော်ကိုမလုပ်စေမလဲဆိုရင်သခင်ပြေဝတဲ့အတိုင်းကျွန်တော်ရဲ့အသက်တာအထဲထဲမှာသခင်ဖြည့်ပေးမှဖြစ်ပါတယ်။အာမင်။နောက်တစ်ခုကိုကျွန်တော်တို့ဆက်သွားလိုက်မယ်။လူแท้ဖျားအားရှင်ခွင့်ပေးမှာ ဖျားတခင်သည်လူရဲ့အသက်ရှင်ရာလူရဲ့ဉာဏ်ပညာလူရဲ့ဉာဏ်သက်ခြင်းစိတ်ရှိခြင်းနဲ့ချစ်ခြင်းပါရမီဖြစ်ပါれအာမင်ဒီနေ့ကျွန်တော်တို့ရဲ့အသက်တာမှာဖျားကကျွန်တော်တို့အထဲမှာရှိရုံမကဘူးဝိညာဉ်ထဲမှာเนาะခုနပြောပြီးပြီကျွန်တော်တို့အထဲကနေလဲသူ့ရဲ့အသက်နဲ့ရှင်ထွက်ဖို့ရန်အတွက် ရားစောင့်မျှော်နေဘယ်ကနေရှင်ထွက်ဖို့အတွက်လဲဝိညာဉ်ကနေစိတ်စိတ်ကနေကိုခန္ဓာแท้ကိုရှင်ထွက်ဖို့အတွက်ဖြစ်ပါတယ်ဒါကြောင့်လူแท้ဖရားအားရှင်ခွင့်ပေးမှဒါကြောင့်ဒီနေ့ကျွန်တော်ဝိညာဉ်แท้မှသခင်ဖရားနဲ့တလုံးတဝအတည်းဖြစ်သွားပြီစိတ်แท้မှတစိတ်တတဘောဖြစ်ဖို့လိုအပ်တယ်ဖရားရဲ့စိတ်တဘောကတခုကိုယ့်ရဲ့စိတ်တဘောကတခုမဖြစ်ဘူးလေအစင်မပြေဘူး ခยีသွားလို့မရဘူးဒါကြောင့်မို့ဖိလိပ္ပိနေ့ရောက်လာတဲ့အခါမှာဗာပြောလေယေရှုခရစ်၌ရှိတဲ့ထိုစိတ်တော်တင်တို့၌လည်းရှိစေကြလောကျွန်တော်တို့ရဲ့အတ္တတာတွေမှာဖယားရှင်ခွင့်ရမှာပဲကျွန်တော်ကလေဖယားရဲ့စိတ်တော်ကို ကျွန်တော်ကခွင့်ပြုမှာပဲအဲ့ဒီအထဲကနေတစိတ်တတော်တွေဖြစ်လာတာအဲ့အဲ့ဒီအခါကျတော့ဝိညာဉ်ထဲကနေတခင်ပြားကစိတ်ထဲမှာ သူ့ရဲ့ကောင်းမြတ်ခြင်းခုနပြောတဲ့အတိုင်းပဲသူ့ရဲ့ချစ်ခြင်းဝမ်းမြောက်ခြင်းငြိမ့်သက်ခြင်းစိတ်ရှိခြင်းကောင်းမြတ်ခြင်းကျေးဇူးပြုခြင်းနှူးညံ့တိမ်မွေ့ခြင်းကာမကုံချုပ်တီးခြင်းဒီတခင်ရဲ့အတ္တဘောဘဝတွေကကျွန်တော်ရဲ့စိတ်ထဲမှာတွေပြန့်နှံ့လာတာဟဲ့တချိန်တော့ကျွန်တော်စိတ်မရှိဘူးတပေမဲ့အကွာစိတ်ရှိရုံမကဘူးနှူးညံ့တိမ်မွေ့လာတယ် ဲ့ဒါပါလေဝိညာဉ်ထဲကနေစိတ်ဘက်မှာသခင်ဖျားနေရရတဲ့အခါမှာ တစိတ်တဘောတွေဖြစ်လာတဲ့အခါမှာသခင်ရဲ့တဘောတဘာဝတွေကထင်ရှားလာဟဲ့စိတ်ထဲမှာပဲကျွန်တော်တို့ပဲဟုတ်ပါမယ်ဒီခန္ဓာကိုယ်ထဲကနေတဆင့်အဲ့ဒီပြန့်နှံ့လာတဲ့အနှစ်တာရကိုခန္ဓာကိုယ်ထဲမှာဖျားက display လုပ်တော့တယ်အဲ့ဒါဘာလို့တော့လဲပြတာတော့တယ်ထင်ရှားတော့အာမင် ကျွန်တော်ရဲ့လက်ခြေတော့နှုတ်ရှာပါဇက်ကျွန်내ကိုအင်္ကာတွေကတခင့်ရဲ့လက်တခင့်ရဲ့ခြေတော့အာဒါကြောင့်လူแท้ဖရာအာရှင်ခွင့်ပေးမှဖရာတခင်ဒီလူဤအသက်ရှင်ရာလူแท้ကနေတော့အသက်ရှင်ထွက်သွားတာအဲ့ဒါတခင်ယေရှုကောင်းဆုံးပဲအဖကိုတရားရာခိုင်တော့ကျွန်တော်တို့တနင်္ဂနွေနေ့တော့ကလည်းအတူတူကစာသုံးခဲ့ပြီ ငါဟာတဲ့ကောင်းကင်ကနေဆင်းသက်လာတာငါအလိုဆောင်ဖို့မဟုတ်ဘူးတဲ့ငါကိုစီလွတ်တော်မူတော့ခမီးတော်ရဲ့အလိုကိုဆောင်ဖို့အတွက်ဖြစ်အဲ့ဒါအကောင်းဆုံးပဲဒီနေ့ကျွန်တော်တို့ရဲ့အသက်တာအထဲထဲမှာလည်းပဲဒီနေ့နေ့တိုင်းသခင်ဖျားသခင်ဖျားကိုကျွန်တော်တို့အမြဲတမ်းဘာလို့ဖို့လို့လဲဆိုတဲ့ခါကြရင်နေရပြီးဖို့အတွက်ပဲသခင်ဖျားရယူပြီးပါတားရဲ့အသက်တာထဲကနေတားရဲ့လက်ချီတွေကနေကိုရောဖျားရှင်တန်ပြီးပါအာမင် အဲ့ဒါဆိုရင်ဘာဖြစ်လာလဲခုနပြောပြီဖယားတခင်ကလူရဲ့အသက်ရှင်ရာလူရဲ့ဉာဏ်ပညာဖြစ်လာဖယားရဲ့ဉာဏ်ပညာကကိုယ်အထက်နေစီးထွက်သွားတာကျွန်တော်လူဤငြိမ်သက်ခြင်းဖြစ်လာစိတ်ရှိခြင်းဖြစ်လာတယ်တဲ့လူထဲကနေစိတ်ရှိခြင်းဖြစ်လာတယ်ချစ်ခြင်းဖြစ်လာတယ်ပါရမီဖြစ်လာတော့တယ်အာမင်တခင်ယေရှုကိုရောကိုချစ်ပါတယ်ဒါကြောင့်လူရဲ့စိတ်ကိုခုနပြောပြီးပြီနော်ဝိညာဉ်ကနေအရင်လာတယ် ဝိညာဉ်ကနေဖျားခင်ရဲ့အလုတ်လုတ်ခြင်းကိုကျွန်တော်မြင်ဖို့လိုတယ်စတမနက်ကအပြင်ကနေအလုတ်လုတ်တယ်အပြင်ဆိုဘာပြောလဲကျွန်တော်တို့မြင်ရတဲ့ခန္ဓာပိုင်းဆိုင်ရာဒီအာယုံ၅ပါးကိုအမြဲတမ်းဖျားယောင်တွေးဆောင်တယ်စတမနက်ကကျွန်တော်တို့အကြည့်အာဖြစ်ဖျားယောင်တွေးဆောင်တယ်ကျွန်တော်တို့ရဲ့နားမှာကြားတဲ့အရာအာဖြစ်ဖျားယောင်တွေးဆောင်တယ်ကျွန်တော်တို့ရဲ့နှုတ်ချပါဇက်အာဖြစ်ဖျားယောင်တွေးဆောင်တယ်အပြင်ပိုင်းကနေစတမနက်ကအလုတ်လုတ်တယ် ဒါပေမဲ့ဖယားတစ်ခင်အလုတ်လုတာကအတွင်းကနေအပြင်ကိုဖြစ်ပါတယ်အာမင်လူရဲ့စိတ်ကိုချစ်တတ်အောင်ချစ်ခံတတ်အောင်တာမကပါတဲ့ဖယားတစ်ခင်စိတ်တဘောအတိုင်းတန်ရှင်းဒီအရာကိုစိတ်နဲ့တက်ပြီးမတန်ရှင်းဒီအရာကိုယုံမုံအော့အန်တတ်အောင်ဖန်ဆင်းထားတယ်အာမင်တိတ်ကောင်းတယ်ဒါကြောင့်ကျွန်တော်တို့အထဲမှာလေးတည်တယ် ဒီတခုကအော့အန်တဲ့အရာလားဟုတ်လားမဟုတ်လားဆိုကိုကိုတိုင်းသိတယ်ကိုမလုံနိုင်ဘူးဆိုရင်ရိုးရိုးလေးဖယားကိုတော်နဲ့ပူပေါင်းလိုပါတယ်တခင်ဖယားတာကိုမပါဒီနေ့ကျွန်တော်တို့ surrender လုပ်ရင်တခင်ဖယားရဲ့ကျေးဇူးပြုခြင်းခံစားရမှာကိုတော်မတန်ရှင်းတဲ့အရာကျွန်တော်လေးကိုတော်လုံမီရတာပဲဖြစ်တယ်ကိုတော်တာကိုမပါလို့ပြောရင်တခင်ရဲ့တန်ရှင်းခြင်းနဲ့ကျွန်တော်တို့ရဲ့အတ္တတာထဲမှာမဆပ်ပြီးမှဖြစ်ပါ ဒါကြောင့်ဒီနေ့ကျွန်တော်တို့အထဲထဲကနေတခင်ဖျားကနော်ဖျားမကြိုက်တဲ့စိတ်တော်တွေမတန့်ရှင်းတဲ့အရာတွေအားလုံးကိုယူမုံအော့အန်တပ်ဖို့ညာအတွက်သူကိုယ်တိုင်ကျွန်တော်တို့အထဲကနေတွန့်တင်နေတယ်လမ်းပြနေတယ်ဆိုရဒီနေ့ကျွန်တော်တို့စာတုံးရတဲ့နှုတ်ကပတ်တော်ကိုစီစဉ်ပါတယ်အရောက်တိုင်းပေါ်မှာဖျားခင်ဆက်လက်လင်းပေးပါစေအာမင်